ဗန်အလင်းမြန်ရောက်လာတဲ့အခါသူအရင်တိုင်းအမကိုအရင်ကယ်ခဲ့ပါတယ်သူနောက်ဆုံးလူရကိုကျိုးဖြစ်ဖို့ကြိုးစားတော့မှာအမကဘုံပေါက်ခွဲတော့မယ်လို့ပြောခဲ့ပါတယ်အမဗန်ကိုဆွဲခေါ်သွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲလူရနောက်ဆုံးစက္ကန့်မှာသူမကိုယ်တိုင်လွတ်မြောက်ခဲ့ပါတယ်သူမသတိပြန်ရလာတဲ့အခါဗန်သူ့ဘေးမှာရှိနေတာကိုတွေ့လိုက်ရပါတယ် သူမစိတ်သက်သာရာရဖို့အချိန်မရခင်မှာပဲဗန်ကသူမမခံနိုင်တဲ့တဲ့ရင်တစ်ခုကိုပြေးပို့ခဲ့ပါတယ်။အမဟာပောက်ကွဲမှုမှာဒဏ်ရာရခဲ့တဲ့အတွက်ဗန်ဟာနိုရာရဲ့အရေးပြားကိုခိုးယူပြီးအမကိုအစာထိုးကုသပေးခဲ့ပါတယ်။နိုရာစကလုံးတွေနဲ့ဖော်ပြလို့မရအောင်ထိတ်လန့်ခဲ့ပါတယ်။သူမဒီအမျိုးသားကိုဒေါသတကြီးပါရိုက်လိုက်ပါတယ်။အမျိုးသားကတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့သူမကိုပြန်လဲပြေးလဲအောင်လှုပ်ပေးနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူမကယူမဆိုင်တော့ပါဘူး။သူမလဲကြပြီးခါခါတီးတီးငိုကြွေးခဲ့ပါတယ်။ ရက်အနှဲငယ်ကြာပြီးနောက်နိုရာနောက်ဆုံးစေယုံကဆင်းခဲ့ပါတယ်။သူမမတင်လျော်တဲ့မင်္ဂလာလက်စွပ်ကိုအမ်မကိုပေးခဲ့ပြီးဗန်အမ်မကိုချစ်ချောင်းဝန်ခံဖို့တောင်းကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာသူမလက်မှတ်ထိုးပြီးသားကွာရှင်းစာရွက်တွေကိုအမ်မကိုပေးခဲ့ပြီးလေဆိပ်ကိုစိတ်ပိုင်းဖြတ်ပြီးထွက်ခွာခဲ့ပါတယ်။ သူမရဲ့ဖုန်းကိုလွှင့်ပြတော့မဲ့အချိန်မတိုင်ခင်နိုရာဘန်စီကနေမက်ဆေ့ချတစ်စောင်လက်ခံရရှိခဲ့ပါတယ်။သူသူမအတွက်လက်ဆွဲတစ်ခုလက်ဆောင်ဝယ်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့နိုရာကလက်ဆွဲဟာတကယ်လက်ဆောင်နဲ့အတူပါလာတဲ့အပူပစ္စည်းလေးတစ်ခုသာဖြစ်တယ်ဆိုတာကိုတစ်ချက်ကြည့်လိုက်တာနဲ့သိခဲ့ပါတယ်။ပြီးတော့တကယ်လက်ဆောင်ဟာအမအတွက်ပါပဲ။နိုင်ဝက်ကြာမှာဘန်လေးစိတ်ကနေရှောက်ထွက်လာတော့နိုရာရဲ့နောက်ကျောကိုအမတ်မထင်တွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအရာအလုံးနောက်ကျခဲ့ပါပြီ။